မတင်တာပေးတယ်ပေါ့နော်အိမ်မထက်မှာဆိုရင်ပေါ့နော်ဒီဘယ်နေ့ဘယ်ချိန်ကျရင်ဘသူကအဲ့လိုမျိုးပေါ့နော်တေတော့မှာလို့အဲ့လိုမျိုးကသူကအိမ်မက်ပေးတယ်ဒါပေမဲ့အဲ့လိုအိမ်မက်ပေးပြီးတဲ့ချိန်ကျရင်ကွက်တိပဲအပြင်မှာလည်းတကယ်ဖြစ်တယ်ဟောသူကကြတော့ပေါ့နော်ဒီသူ့ရဲ့ဟောပေါ့နော်ဒီကိုကြည့်လိုက်ကြတယ်အနာကက်ကိုပါသူ့တိရဲ့အချမ်းမြင်ဆီယမ်မအိမ်ဒါလေးသူပြိတ္တများရှင်ဆီယမ်မအင်းလေးကမွေးကလေးကနေပြီးတော့ထူးခြားမှုတွေနဲ့မွေးလာတာဖြစ်ပြီးတော့အသက်အရွယ်ကြီးတဲ့အချိန်မှာတော့သူ့တိရဲ့အရာတွေနဲ့ခုနှစ်ရက်သားသမီးတွေကိုအချိုးပြုတ်ပေးနေရဖြစ်ပါတယ်တချို့တွေကမယုံကြည်နိုင် ိုင်တာကြောင့်မအီလင်းကတော့သူစီလာပြီးတော့စိုက်တယ်လို့မေးလို့ရကြောင်းပြောပြခဲ့ပါတယ်။မအီလင်းရဲ့အထူးခြားတဲ့အစွမ်းကတော့လူတယောက်ရဲ့မျက်နှာကိုကြည့်လိုက်ကြတဲ့တင်ဘလိုလူဆိုတာကိုတန်းသိနိုင်တာပဲဖြစ်ပါတယ်။ဒီအစွမ်းရှိတဲ့ဆိုတာကိုစင်ရန်ဖြည့်ပြီးတော့မှ သိလာရတာဖြစ်ပြီးတော့သူ့ရဲ့ကိုကြိုးအတွက်အသုံးမပြုဘဲနဲ့ဆုံးပါသွားတဲ့သူတွေနဲ့မိသားစုတွေကိုဆက်သွယ်ပေးနိုင်ဖို့အတွက်ကူညီပေးခဲ့ပါတယ်။ ။မွေရီကလည်းအနာမှာရှိနေပြီးတော့အဆောင်အရှောက်တွေဖြစ်နိုင်တယ်ဆိုပြီးတော့မအေးလင်းရရှုစားထားပါရယ်။တကူးကူးဖြစ်တော့မယ်ဆိုရင်လည်းအိမ်မက်ထဲကနေချိုတိနေခဲ့ပြီးတော့ငင်းစင်ရတော့ဂျာကိုတတိမထားမိခဲ့ပါဘူး။ကြီးလာမှသာဖြစ်ပြတော့မယ့်အရာတွေကအိမ်မက်အဖြစ်နမိတ်ပြနေတယ်ဆိုတာကိုသဘောပေါက်လာခဲ့ပြီးတော့သူ့မှာဒီလိုအစွမ်းနေရှိရဲဆိုတာကိုသိလာခဲ့တာ ဖြစ်ပါရယ်။ဒါကြောင့်လေကိုနဝင်းဝင်းအတိတ်ကနေလုပ်တဲ့အပြင်ဖီးယားတရားကိုလည်းတေချာလုပ်ခဲ့ပြီးတော့အစွမ်းနေဖို့ပ ပြီးတော့ထက်လာအောင်လုပ်ခဲ့ပါတယ်ဒီလိုနဲ့အကျင့်စဉ်ကပို့ပြီးတော့အစွမ်းထက်လာပြီးတော့လူတယောက်မျက်နှာကိုကြည့်ပြီးတော့ဘာဖြစ်မလဲဆိုတာကိုတက်အပ်ပြောလာနိုင်ခဲ့ပါတယ်ဒါအပြင်လူတွေကိုလည်းကုညီခြင်းစိတ်အပြည့်ရှိပြီးတော့စားစရာမရှိတဲ့သူတွေဖနှက်မရှိတဲ့သူတွေကိုဖနှက်ချွတ်ပေးတဲ့အထည်ကိုကုညီပေးခဲ့ပါတယ်အိမ်အပေါင်းဆုံးပြီးတော့လမ်းပေးရောက်တော့မဲ့မိတ်ဆွေတယောက်ကိုလည်းသူ့ဆွမ်းနေနဲ့ကူညီပေးခဲ့ပြီးတော့အိုးပိုင်းအိမ်ပိုင်းဖြစ်အောင်ပြန်ပြီးတော့ကူညီပေးခဲ့ပါတယ်။အကြမ်းမြင့်ဆရာများစုက နက်ခတ်တွေပေတင်တွေလက္ခဏာတွေနဲ့ဟောပေးတာဖြစ်ပြီးတော့မအေးလင်းတယောက်တည်းဟာမျက်နှာကြည့်ပြီးတော့ဟောပေးတဲ့မြန်မာနိုင်ငံရဲ့တဦးတည်းသောအကြောင်းမြင်ဆရာမဖြစ်ပါရင်ဂျာရော့ကက်တီကိုလည်းမသုံးတဲ့အပြင်လူ့အမျက်နှာနဲ့ဘာဖြစ်တော့မယ်ဆိုတာကိုသိနေတဲ့ဆရာမတဦးဖြစ်ပါရင်အရောင်းဝယ်ခန့်နေတဲ့အိမ်ချမ်းမြေတွေနိုင်ငံသားသွားဖို့ခက်ခဲနေတဲ့ကိစ္စတွေကိုလည်းကုညီပေးနိုင်ခဲ့ပြီးတော့အဆင်ပြေသွားတဲ့သူတွေလည်းအများကြီးရှိခဲ့ပါတယ်။ဒါလောက်မှန်နေတာကြောင့်တချို့တွေကလည်း မအေးလင်းကိုပညာစမ်းကျင်နေကြပြီးတော့မအေးလင်းကလည်းသူ့လောက်တာတွေကသူ့အရာမဟုတ်ကြောင်းနဲ့ မှန်ကန်သေးကြတယ်ဆိုတာကိုလည်းတသက်ပြနိုင်ခဲ့ပါတယ်။ဒါဆန်းတဲ့သူရဲ့အမျိုးသားအမျိုးရင်းကနေပြီးတော့ဆုံးသွားတဲ့သူတယောက်အကြောင်းကိုပြပြခဲ့ပြီးတော့ဆုံးတဲ့နေ့မှာဘိုင်းညီဝတ်ထားတဲ့စပင်ကဘလို့ပုံစံဆိုတာကိုလည်းအတိအကျပြန်ပြီးတော့ပြောပြနိုင်ခဲ့တာပါ။ဒါကြောင့်လည်းပညာလာဆန်းတဲ့သူကမအေးလင်းကိုအစ်စ်မန်ဆိုတာလက်ခံသွားပြီးတော့ကတော်ခဲ့ပါတယ်။ကြောင်းမှန်ခဲ့ပါတယ်။အကျုံးမလို့ဖြစ်နေတဲ့သူတွေအိမ်မက်ပေးတာကိုလည်းမိသားစုနဲ့ဆက်သွယ်ကူညီပေးခဲ့ပြီးတော့ဓပုံကြည့်ရတဲ့အချိန်အဲ့ဒီသူကအသက်ရှိသေးတ ံမရှိတော့ဘူးဆိုတာကိုလည်းပြောနိုင်ပါတယ်။ပုံကိုလာပြပြီးတော့မေးရဲ့သူကလည်းပုံမလင်းလင်းပြောပြီးတော့ဟောတာကြောင့်ပုံထဲကသူကဆုံးသွားပြီလို့အမှန်တိုင်းပြောတဲ့အခါမှာဝမ်းနေပြီးတော့ငိုသွားတဲ့သူတွေလည်းရှိပါတယ်။အရောင်းဝယ်ကိစ္စတွေကိုလည်းပွဲထိုးပြီးတော့လုပ်ပေးတာကြောင့်ထင်ထားတာထက်ပိုပြီးတော့အယောင်းသွက်ခဲ့တဲ့အပြင်ကိုဆိုတဲ့ဇေယတန်ရတာကြောင့်မအေးလေးစီမှာပွဲလာထိုးတဲ့သူတွေလည်းအများကြီးရှိပါတယ်။လူကိုရိုက်စားတာမဟုတ်ပဲအမှန်ကန်ဟောပေးတဲ့အပြင် သူ့ကြိုက်ကိုလိုက်ပြီးတော့မဟောပြတာကြောင့်ပွင့်လင်းတဲ့မအေးလင်းကိုသဘောချပြီးတော့ယုံကြည်တဲ့သူတွေကပို့ပို့ပြီးတော့များလာပါတယ် ငယ်စဉ်ကလေးကရှလာတဲ့ပါရမီကိုဖျားတရားလုပ်ပြီးတော့ပို့ပြီးအားဖြည့်လိုက်တာကြောင့်အသက်ကြီးလာတဲ့အချိန်မှာပါရမီကပို့ပြီးတော့ရှင်းတန်လာပြီးတော့လူတွေကိုအကျိုးကိုဆောင်ရွက်ပေးနိုင်တာဖြစ်ပါတယ်။ပရိသတ်ကြီးတို့ရောအခုလိုမျိုးမျက်နှာကြည့်ပြီးတော့ဟောတဲ့အကြောင်းမြင်ဆရာမမအေးလင်းကိုဘလို့မြင်လဲကောမန့်လေးထဲမှာရှင်းခဲ့ပေးပါဦး။ဗီဒီယိုလေးကိုအဆုံးထိလိုက်ပါကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးများရှင်ပါတယ်ရှင်။